။မကိုးတိုင်းပေါကောင်းမြို့နယ်ကကြေးရွာလေးရွာကိုစစ်ကောင်စီတပ်ကမေလ29ရက်နေ့မှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပေါကောင်းမြို့ဘက်ကနေတိုက်ချောင်းကြေးရွာကိုစစ်ကား3စီးနဲ့စစ်ကြောင်းထိုးလာပြီးတဲ့နောက်မနက်၈နာရီကျော်မှာကွန်အောင်စုအိုင်ဆောင်နဲ့နေ့လယ်၁နာရီကျော်မှာမြင်းဒီကုံတပန်းကိုင်းစတဲ့ကြေးရွာတွေကိုမိရှို့ခဲ့တာလို့ဆိုပါတယ်။အဲ့ရွာတွေကဘယ်နဲ့အိမ်နောက်မိလောင်လဲဆိုတာတော့မသိရသေးဘူး။မနက်မိုးလင်းကလေးကလက်လက်ကြီးလက်လက်ငယ်အတန်းတွေကိုရက်နေတီကြားနေခဲ့ရတယ်။ စစ်ကြောင်းကကားသုံးစီးဆိုတော့အင်အား60 90လောက်ရှိမယ်မိရှုခံရတဲ့ကြေးရွာတွေဟာအင်ဂျင်တရာကျော်ရှိတဲ့ရွာတွေဖြစ်ပြီးတရွာနဲ့တရွာဟာလက်ခွင့်ပြင်တစ်ခုစီသာကွာဝေးတယ်လို့သိရပါတယ်မိရှုတဲ့စစ်ကြောင်းကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လည်းကြည်လက်နက်လူဝင်အားမလုံလောက်တာကြောင့်တံမြန်စစ်မျက်နှာမဖွင့်နိုင်ပဲတပ်တွေပြန်ဆုတ်ခဲ့ရတယ်လို့ဆိုပါတယ်သူတို့မှာဂျမန်တက်ထားတဲ့ကားတွေပါတယ်လို့ပြောတယ်မိုင်းခွင်းထဲရောက်တာတော့ကာကွယ်ရေးအဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်လို့မရဘူးလို့သိရတယ် အနီနာတရင်တွေတော့လာပြီမဲ့ဂန်းရဆက်လက်လောက်နဲ့တူမီတနက်တွေပဲပါတယ်ပြောတယ်အဆိုပါစစ်ကြောင်းဟာမေလ30ရက်ဒီကနေ့အထိတပန်းငိုင်းကျေးရွာနီးပတ်ဝန်းကျင်မှာတက်ဆွဲရှိနေသေးတာကြောင့်တိုက်ချောင်းအိုင်ဆောင်ကွန်းအုံစုတပန်းငိုင်းမြင်းနီကုံဓာသွေးကြောင်းစတဲ့ကျေးရွာတွေကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်းအင်အား60ကျော်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲမဖြစ်ဘဲတိုက်ချောင်းကြီးရွာကိုမိရှုဖြက်စီးခဲ့တဲ့အတွက်လူနေအိမ်50ခန်းမိလောင်ဖြက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။